ားလုံးပဲမင်္ဂလာပါရှင်။ဆီယမမိုဟောစီရေးသားထားသော Love, Light and Power မြစ်တာအလင်းနဲ့စွမ်းအားဆိုတဲ့စာအုပ်လေးကိုဆက်လက်ပြီးဖတ်ပြပေးပါရစေရှင်။ ခကိုဒုက္ခလို့သိပါအမေရိကန်သမ္မတဟောင်းရဲ့ကတော့မီရှယ်အိုဘားမားရေးတဲ့ဖြစ်တည်ခြင်း becoming ဆိုတဲ့စာအုပ်ထဲကအကြောင်းအရာလေးတစ်ခုကိုသဘောကျမိပါတယ်ဆရာဦးဝင်းရဲ့မြန်မာဘာသာပြန်ကိုဖတ်ခဲ့တာပါမီရှယ်ဟာကမ္ဘာပေါ်မှာအင်အားအကြီးဆုံးနိုင်ငံကြီးတနိုင်ငံကသမ္မတကြီးရဲ့ first lady ဖြစ်တဲ့အတွက်ကမ္ဘာအရရက်ကိုသွားရောက်ခြေဆံပြီးထိပ်သီးခေါင်းဆောင်တွေနဲ့တွေ့ဆုံရတဲ့အခါမှာတခါတော့အင်္ဂလန်ပြည်ရဲ့ဘုရင်မကြီး Queen Elizabeth နဲ့ တွေ့ဆုံခဲ့ရတဲ့အကြောင်းလေးဖတ်မိလို့ပါတခြားသောနိုင်ငံတွေကခေါင်းဆောင်တွေနဲ့တက်ရောက်ကြတဲ့ဒီပွဲကြီးမှာမီရှယ်အိုဘားမားနဲ့ဘုရင်မကြီးတွေ့ဆုံတော့ဘုရင်မကြီးကပြောလိုက်ပါတယ်အရက်အတော်မြင့်တာပဲနော်ဆိုတော့မီရှယ်အိုဘားမားကလည်းဟုတ်ပါတယ်ကျမကအရက်မြင့်တဲ့အပြင်စီးထားတဲ့တောင်းမြစ်ဖက်နဲ့ကလည်းအတော်မြင့်နေလို့ပါလို့ပြောလိုက်ပါတယ်တဲ့သူစီးထားတဲ့ဖက်နဲ့ကနာမည်ကျော်ဒီဇိုင်နာဂျင်မီချူးရဲ့အမှတ်တရစိတ်အကောင်းစားတောင်းမြစ်ဖက်နဲ့ဖြစ်ပါတယ်ဘုရင်မကြီးကမီရှယ်အိုဘားမားဘေးမှာ ရုတ်တရက်လာရက်ချင်းသူတွေးနေမိတာကဒီပွဲဘယ်ချိန်မှများပြီးမှာပါလဲဒီဖန်းတန်းနဲ့ရက်နေရတာဟာခြေထောက်တွေအတော်နာနေခဲ့ပြီပဲလို့သူက တွေးနေတာဖြစ်ပါတယ်ဒီအချိန်မှာဘယင်မာကြီးကလည်းအနားရောက်လာပြီးစကားဆက်မိပြောကြရင် ဖန်းတန်းနဲ့ခြေထောက်အကြောင်းကိုရောက်သွားတော့ဘယင်မာကြီးကလည်းသူစည်းထားတဲ့ဖန်းတန်းကလေးသူငုံကြည့်လိုက်ရင်အင်းဒီဖန်းတန်းတွေကတကယ်တော့မကောင်းပါဘူးကွယ်လို့ပြောသွားခဲ့တာပါတဲ့ဘယင်မာကြီးကလည်းခြေထောက်နာနေခဲ့တာကို ဖနှက်ရဲ့အရေးအသွေးနဲ့အမတ်တစိတ်ကိုမကောင်းဘူးလို့ပြောတာတော့မဟုတ်ပါဘူး။ဒီလိုပွဲလမ်းမျိုးတွေမှာမလွဲမရှောင်သာစီးရတဲ့ဖနှက်တွေဟာဘလောက်ကောင်းကောင်းအကြကြီးစီးထားရတော့လဲတက်တောင်တက်တာမရှိတော့ပဲနာကျင်ရတာကိုဆိုလိုရင်းဖြစ်တယ်လို့ကျမကတော့သဘောပေါက်မိပါတယ်။စာရေးသူကဆက်ရေးထားတာကအမေရိကန်သမ္မတရဲ့ Air Force 1ဆိုတဲ့လေယာဉ်ပေါ်မှာပါလာတဲ့မိမနဲ့ခေါင်းပေါ်မှာတရဖူကိုစောင်းနိုင်တဲ့မိမ6နာရီခဲကြတာချင်းကတော့အတူတူပဲဖြစ်ပါတယ်တဲ့။ ဘလောက်ကောင်းတဲ့ဘလူဖနက်ကိုပဲစီစီနိုင်ပေါင်းများစွာဒီလိုပဲရက်နေမဲဆိုရင်ဘသူချတော့မစိုးဒီလိုနာနေမှာပဲဖြစ်ပါတယ်ဒီအကြောင်းလေးကိုဖတ်ရတော့အင်းသူတို့တွေမဟုတ်ပါလားကိုဆိုလဲဒီလိုပွဲမျိုးမှာဒီလိုပဲချတော့နာနေအောင်မှာပဲလို့တွေးပြီးပြုံးမိပါတယ်ချတော့နာနေတာကိုမနာတယ်လို့ဟန်လောက်ရှောင်ရင်လူတွေကြားထဲဟန်လောက်ပြုံးရင်နှုတ်ဆက်စကားပြောရင်ကားပေါ်ရောက်တာနဲ့ဖနက်တွေကိုအရသာရှိစွာအမြန်ချွတ်ပြစ်လိုက်ကြမိတဲ့အချိန်ကြီးကျမတို့ ကြုံမှုကြတာပဲမဟုတ်လားတဆက်တည်းစဉ်းစားမိတာကတော့သမရကတော်ပဲဖြစ်ဖြစ်ဘယင်မာကြီးပဲဖြစ်ဖြစ်တာမန်အရက်သူတယောက်ပဲဖြစ်ဖြစ်ကိုခန္ဓာရှိလာပြီဆိုရင် နာကျင်ရတဲ့ဝေဒနာရှိလာတယ်ဆိုတဲ့သဘောပါပဲအင်္ဂလိပ်လိုဆိုရင် suffering မြန်မာလိုဆိုရင်ဒုက္ခသစ္စာတရားသဘောအရာဆိုရင် လူပုဂ္ဂိုလ်တရားတိုင်းမှာအမြဲမှန်ကန်တဲ့အမှန်တရားသစ္စာတရားအဲ့ဒီဒုက္ခသစ္စာဟာဘလောက်မှန်ကန်နေသလဲဆိုရင် သမရကတော့ ဘယင်မကြီး စာရေးဆရာမဆရာဝန်ဘသူကိုမှဘာကိုမှမခွဲခြားပါဘူးဘယင်မမို့လို့ခြေထောက်မနာဘူးဆိုတာမရှိနိုင်ပါဘူးမအိုဘူးဆိုတာမရှိနိုင်ပါဘူးမသေးဘူးဆိုတာလည်းမရှိနိုင်ပါဘူးခန္ဓာကိုယ်ရှိတိုင်းရင်ဝေဒနာရှိတယ်တဖြည်းဖြည်းအိုလာမယ်ကံကုန်တဲ့နေ့တည်မယ်ဒါပါပဲပြီးရော့သဘာဝဓမ္မအရာအရာအားလုံးဟာရုပ်နာအစင်တန်းတွေကြီးပဲဆိုတာကို ကျမတို့ကပြသနေကြတာပါပဲဆရာဝန် ဆရာမခင်မောအမေတမီမမ မောင်မောင်ခွေးကလေးပါပီဒီအရာတွေအားလုံးဟာလူဘဝမှာကျင်လည်နေသမျှကာလပတ်လုံးအချင်းချင်းပြောဆိုဆက်ဆံလို့လွယ်အောင်အမြည်ပေးထားတဲ့ပြည့်ညတ်တွေသဘောတရားတွေပဲဖြစ်ပါတယ်။အရင်ဘဝတုန်းကလည်းဘဝပုံစံတွေအမျိုးမျိုးနဲ့အမြည်နာမပြည့်ညတ်တွေအမျိုးမျိုးနဲ့ရှင်သန်ခဲ့ကြရမှာပါပဲ။ဒီအရာတွေဟာပြည့်ညတ်တွေဆိုပေမဲ့လို့လူတွေရဲ့ဘဝနေထိုင်မှုအဆင့်အတန်းတွေ ဟုံးကန်အရှင်ဝါတွေကိုဘယင်မှပြစ်တစားစသဖြင့်ပုံစံအမျိုးမျိုးဖြစ်သွားအောင်ကွဲပြားခြားနားစေလိုက်တာကရေဘွားကပြုတ်လုခဲ့တဲ့အကြောင်းကံတွေပဲဖြစ်ပါတယ်။ဒီကုတုကံအကြောင်းတွေကြောင့်သာကျမတို့ဟာသမရကရောဘယင်မကြီးစသဖြင့်မတူညီတဲ့ဘဝတွေကိုရကြတာပါပဲ။ကောင်းတဲ့ဘဝ၊နှိမ့်ကြတဲ့ဘဝ၊အစဉ်ပြေတဲ့ဘဝ၊ကြမ်းတမ်းတဲ့ဘဝဆိုတာကိုယ့်ရဲ့အတိတ်ကံလက်ရှိကံတွေနဲ့အများကြီးသက်ဆိုင်ပါတယ်။ကံဆိုတာအလုံးမို့ ိုလုပ်တဲ့အလုပ်ကို ကိုယ်တိုင်ပြုပြင်စီရင်လို့ရတာပါပဲ။ဘယ်လိုဘဝပဲဖြစ်ဖြစ်ရလာသမျှကတော့ဒုက္ခလို့ပဲမှတ်ယူရမှာပါပဲ။မတူညီရာတွေထဲမှာမှတူညီနေတာတစ်ခုဟာလေဒီဒုက္ခသစ္စာဆိုတဲ့သဘာဝဓမ္မအမှန်တရားပါပဲ။ဒုက္ခကိုမငင်းဆန်မဲအရှိအတိုင်းသိမြင်လက်ခံတာအလင်းပွင့်သွားတာပါ။ဒုက္ခကိုဒုက္ခလို့သိရင်လက်ခံပြီးဆိုရင်လွတ်မြောက်ရာထွက်ပေါက်ကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။ဒါကလေကျမတို့ကိုယ်တိုင် စ조사ရယူနိုင်ကြပါတယ်။ဒါနဟာအလင်းလူတန်းပေးကန်းနဲ့ဆိုတာကိုအင်္ဂလိပ်လိုတော့ giving လို့ပြောတာပါပဲ။တစုံတစ်ခုပြန်ရဖို့ဆိုတဲ့မျှော်လင့်ချက်မရှိဘဲနဲ့ကိုမှရှိတဲ့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာငွေကြေးအသွေးအသားကိုလက်အင်္ဂါအစအပိုင်းနှုတ်ဤဆောင်းမပြောဆိုခြင်းကုညီခြင်းစိတ်ပိုင်းဆိုင်ရာအားပေးကုညီခြင်းချစ်ချင်းမြတ်တာအကျဉ်းနာတရားပေးခြင်းအသိပညာဝေမျှခြင်းအစရှိတဲ့အရာတွေကိုကြည်ကြည်လင်းလင်းပျော့ပျော့ရွှင်ရွှင် ဘေးကန်းလိုက်တာမျိုးလှုပ်ပေးလိုက်တာမျိုးကိုလူတယ်လို့လည်းတနည်းအားဖြင့်ပြောလို့ရပါတယ်။ကျမကလူတန်းပေးကန်းရတာကိုငယ်စဉ်ကတည်းကဝါသနာပါတဲ့သူဖြစ်ပါတယ်။အမေတို့ကလည်းအပေးကန်းရရောတဲ့သူတွေဆိုတော့သူတို့ရဲ့ train ထင်းချောင်းပြုပြင်မှုတွေလည်းပါမယ်ထင်ပါတယ်။ဘေးကန်းလူရတဲ့နေရာမှာစုံစုံစည်စည်ကလေးထောင်းစီအောင်စဉ်းစားပေးရတာကြိုက်တဲ့သူဖြစ်ပါတယ်။ thoughtful ဖြစ်တယ်လို့ပြောရမှာပါပဲ။ဘု து ကိုဆိုရင်ဘာပေးရမလဲ။ဘလိုဟာမျိုးဆိုရင်တင့်တော်မလဲ။ကြိုက်နေတယ်မလဲ။ သဖြင့်စဉ်စားရင်းပျော်နေတတ်ပါတယ်။အမိုက်ပုံမှာအလုံးလုံးနေတဲ့မိသားစုတွေကိုလှူမယ်တမ်းမယ်ဆိုရင်ငွေပြန့်တဲ့ဆက်ပြားခေါင်းလျှော်ရည်အဝတ်လျှော်ဆက်ပြားစသဖြင့်ထည့်လူဖို့စဉ်စားမိတာမျိုးပါပဲ။နံပါတ်၁ကိုယ်ထံမြင်တဲ့ပုံကိုယ်တွေနဲ့သူတို့နဲ့ဆက်ဆက်တဲ့နေရာတွေကိုလှူပါတယ်။ကိုယ်ထံမြင်တဲ့ပုံကိုယ်တွေကိုလှူတန်းတယ်ဆိုတဲ့အထက်မှာဘုံကြီးယဟန်သီလရှင်တွေတရားအထုတ်နေတဲ့သူတွေနဲ့သူတို့နဲ့ဆက်ဆက်နေတဲ့ဖျားကံကြောင်စတဲ့ သာသနိကအဆောက်အုံတွေရဲ့ပြုပြင်တည်ဆောက်ရေးလုပ်ငန်းတွေရဟန်းတန်ဃာတော်တွေကိုစွန့်ကပ်အလူဝိယဝစ္စပညာဒါနအလူမျိုးတွေပါဝင်ပါတယ်။နောက်တစ်ခုကတော့ကိုယ့်ထက်မြင့်တဲ့ကိုကိုစောင့်ရှောက်နေတဲ့နတ်မြတ်နတ်ကောင်းအဆောက်အအုံတွေကိုလည်းလှူဒန်းပေးကမ်းလို့ရပါတယ်။ဒီမှာကတော့နေ့စဉ်မနက်တစ်ခါညတစ်ခါနတ်တွေကိုပင့်ဖိတ်ပြီးခြံထဲမှာမဟာသမယတုတ်ခတ်တိုးတိုးဖွင့်လို့ပူဇော်ပေးတိုင်းတရားနာရင်မြတ်စွာဘုရားရှင်ကိုကတ်လူနိုင်ဖို့စင်မီရေချမ်း န်းနန့်သာစသည်တို့ကိုလည်းကတ်လူပူဇော်ပါတယ်လို့ပြောပြီးပြင်ဆင်ပေးထားလိုက်ပါတယ်။မြစ်တာဖို့အမြအတန်းဝေးတယ်။ဒါကကျမနေ့စဉ်လုပ်နေကြလူရန်ချင်းတစ်ခုပါပဲ။နံပါတ်1ကိုနဲ့တူတဲ့သူတွေကိုလှူပါတယ်။ဒီလိုအလူကလည်းတကယ်တော့ကျမတို့စီမှာနေ့စဉ်အမြဲတမ်းပြုတ်လုံနေမိတဲ့အလူမျိုးပါပဲ။အိမ်မှာရှိတဲ့မိဘမိသားစုတွေကိုကျွေးမွေးထောက်ပံ့ကြည့်ရှုစောင့်ရှောက်တာမျိုးဟာကိုနဲ့တူတဲ့သူတွေကိုလှူဒန်းပေးခြင်းပဲဖြစ်ပါတယ်။ ိမ်မှာလူကြီးတွေရှိနေတော့ဈေးဝယ်ပေးရတာပြုစုပေးရတာကြိုက်တာလေးတွေကျွေးရတာကအမြဲကုသိုလ်ရတယ်လို့ဖြစ်နေတယ်။ကုသိုလ်လုပ်နေတယ်လို့တော့ခံယူတတ်ဖို့လိုပါတယ်။မိတ်ဆွေတငယ်ချင်းတွေကိုမုံကျွေးတာလက်ဆောင်တွေပေးတာသူတို့ပြောအောင်လုပ်ပေးရတွေဟာလေကိုယ်နဲ့အဆင့်တူတဲ့လူတွေအချင်းချင်းပေးကမ်းလှူဒန်းခြင်းပဲဖြစ်ပါတယ်။ဒါဟာလေကုသိုလ်တစ်မျိုးပါပဲလို့ပါမောက္ခကျောက်ဆရာတော်ကြီးတရားထဲမှာနာကြားခဲ့ရပူပါတယ်။စာရေးခြင်းနဲ့ကောင်းသောအတွေ့အကြုံအများအတွက် နေစဉ်ဝေးမြခွင့်ရနေတာဟာလေကျမအတွက်ကုသိုလ်ပဲလို့ခံယူထားမိပါတယ်။နံပါတ်3ကို့ထံနှိမ့်နေသူတွေကိုပေးကမ်းလှူဒါန်းပါတယ်။ဒါကတော့ရှင်းပါတယ်။ကိုလောက်မပြည့်စုံတဲ့သူတွေဆင်းရဲနှပါတဲ့သူတွေအတွက်ကိုတက်နိုင်တာလေးတွေဖြည့်ဆည်းပေးတာမျိုးဖြစ်ပါတယ်။ကျမကတော့စမ်းစီမတ်ဟောက်ဆွဲကြောက်ထုတ်ကော်ဖီမစ်အစရှိတဲ့စားတော့ကုန်ပစ္စည်းလေးတွေကိုအထုပ်ကလေးနဲ့ထည့်ပြီးသွားလျာယူသွားတတ်ပါတယ်။လမ်းမော်တွေးသည်မကြုံသည်မလိုအပ်တဲ့လူတွေကို ပေးကမ်းစွန့်ကြဲပါတယ်။ဘလို့ပဲဖြစ်ဖြစ်တဝမ်းတစ်ခါတော့အစဉ်ပြေသွားကြမှာဖြစ်တဲ့အတွက်ဝမ်းသာကျေနပ်မိပါတယ်။နံပါတ်၄တရိတ်ဆန်လေးတွေကိုလှူပါတယ်။တရိတ်ဆန်ကလေးတွေဆိုတာကျမတို့နဲ့အများကြီးကြွာချတဲ့အနိုင်ပုံဘဝကတရဝါလေးတွေဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကကုသိုလ်နဲ့အကုသိုလ်အဖြူကန်းနဲ့အမဲကန်ရောနေတဲ့အတွက်လူလောကထဲမှာကျမတို့နဲ့အတူရောနှောပြီးနေထိုင်ကြရတာပါ။သူတို့အတွက်လည်းကုသိုလ်ပြုပေးပါတယ်။အစာကျွေးတာမျိုး ကျမမကြခဏလောက်ပါရယ်အိမ်မှာကတော့ခွေးကလေးတွေလည်းရှိနေတဲ့အတွက်ကြောင့်သူတို့ကိုနေ့စဉ်အစာကျွေးမွေးနေရတဲ့ဒီအလှူကလည်းအထမြောက်နေပါဗျ။ဒါပေမဲ့မပြည့်စုံတဲ့ခွေးကလေးကြောင်ကလေးတွေအတွက်လည်းမကြခဏလှူဒန်းဖြစ်ပါဗျ။နံပါတ်5ပိတ်တာတွေအတွက်လည်းလှူဒန်းပေးပါဗျ။ပိတ်တာဆိုတာမမြင်အပ်တဲ့လောကကအနိုင်စားပုံကိုယ်တွေပါပဲ။သူတို့အတွက်ကတော့နေ့စဉ်ပြုလုပ်တဲ့ကုသိုလ်ကိုအမြပေးဝေလိုက်ပါဗျ။ကွယ်လွန်သွားကြပြီးမကျွတ်မလွတ်ကြသေးတဲ့ပိတ်ဆွေတွေ ဆွေမျိုးသားချင်းတွေကိုလည်းပဝန်းကျင်မှာရှိနေနိုင်ကြသေးပါတယ်။ကိုပြူလိုက်တဲ့ကုသိုလ်ကောင်းမှုတို့ကိုအမျှယူပါဆိုပြီးပေးဝေလိုက်တာပါပဲ။နှစ်ဦးအလူအနေနဲ့ကတော့ကျမကဂံကောမျိုးနဲ့လုံဟောရွာအောင်မြေရတနာပဋ္ဌာန်းစီတော်ကိုမြင်မှာမဟာယန်ဥဒ္ဒတိုင်းနှစ်ခန်းစာလှူဒန်းခဲ့ပါတယ်။ဒီလိုဥဒ္ဒတိုင်းလှူဒန်းရတဲ့အကျိုးအကြောင်းဘဝမှာကောင်းမွန်တဲ့အကာအကွယ်အဆောင်ရှောက်တွေကိုရရှိခံစားရပါစေလို့ဆုတောင်းခဲ့ပါတယ်။ကိုထက်မြင့်တဲ့သူကိုနဲ့တူတဲ့သူကိုထက်နှိမ့်တဲ့သူ အဟိတ်တရိစံတွေကအစပိတ်တာတွေအစုံ အလူဒါနတွေကိုမျှတာအောင်ပြုလုပ်ပေးပါတယ်။တကယ်တော့အလူခံပေးမဲ့ပုဂ္ဂိုလ်တွေကုသိုလ်ရဖို့အလုပ်တွေအတွေးတွေဟာကျမတို့နေစဉ်ဘဝမှာအချိန်နဲ့အမျှကို ရှိနေပါတယ်။တတိလေးထားတတ်မဲ့ဆိုရင်ကုသိုလ်စိတ်ဖြစ်နေပြီးကောင်းတာတွေအများကြီးလုပ်ဖြစ်မှာပါပဲ။ကျမကတိတ်အချမ်းသာကြီးမဟုတ်ပေမဲ့လို့ကျမရဲ့ဘဝကတော့ပြည့်ပြည့်စုံစုံနှလားပပလေးအမြဲရှိနေတတ်ပါတယ်။လူမဲဆိုတဲ့စိတ်နဲ့ပတ်စံရှားတဲ့အခါ ိုပြီးရလာတာကိုတွေ့ရတယ်။ဒါဟာလေသူများအစဉ်ပြေအောင်ပျော်ရွှင်အောင်စောင့်ရှောက်ရခြင်းပေးကမ်းလှူဒန်းခြင်းများရဲ့ကောင်းကျိုးကိုခံစားနေရတယ်လို့ယုံကြည်ပါတယ်။ Attitude of gratitude နေစဉ်ဘဝရဲ့ကျေးဇူးတင်စရာကောင်းတဲ့အကြောင်းတွေကိုစဉ်းစားတွေးတောခြင်းဟာကျမတို့ရဲ့ပျော်ရွှင်တတ်တဲ့စိတ်နဲ့စိတ်ရဲ့ကျန်းမာရေးကိုတိုးမြင့်စေတယ်ဆိုတဲ့အကြောင်းစိတ်ပညာရှင်တွေကလည်းအတိအကျဆိုထားပါဗျ။အကြောင်းအရာအဖြစ်အပျက်တစ်ခုနဲ့ပတ်သက်ပြီးကျေးဇူးတင်လိုက်တာတို့ ကျေးဇူးတရားကို feeling and expression ခံစားတာတို့ထုတ်ဖော်ပြောကြတာတို့ဟာလက်ငင်းအခြေအနေမှာတင်ကျမတို့ကိုပျော်ရွှင်စေတာမဟုတ်ဘဲနဲ့ပြန်တွေးလိုက်တဲ့အချိန်တိုင်းမှာပျော်ရွှင်ခြင်းကိုဖြစ်စေပါတယ်။ The efforts of gratitude are lots longer than you think. ပျော်ရွှင်ကျေးဇူးတင်ခဲ့ရတဲ့ခံစားမှုဟာကျမတို့ထင်ထားတာထက်ပိုပြီးတာရှည်ခံတာကိုတွေ့ရတယ်။ကျေးဇူးတင်ရတဲ့အကြောင်း positive event ၃ခုကိုနေ့တိုင်းခြာရေးကြည့်ပါတဲ့ အဲ့ဒီအလေးချင်းကိုတပတ်လောက်မပြတ်မကွက်နေတိုင်းလှုပ်လာပြီးဆိုရင်ပျော်ရွှင်တဲ့ happiness level ဟာ6လလောက်အထိခံနိုင်တယ်လို့ဆိုထားပါတယ်။ကျွန်မကတော့ gratitude practice ကိုအရင်တုန်းကစိတ်ပေါင်ရင်ပေါက်တယ်လို့ထထားလုပ်တတ်ပါတယ်။ဒါပေမဲ့နေတိုင်းလှုပ်မယ်ဆိုရက် commitment မျိုးမရှိတော့လက်နဲ့ခြာရေးတဲ့အခါရေးလိုက်ဒါလောက်လည်းမလိုပါဘူးဆိုပြီးစိတ်နဲ့တွေးတဲ့အခါတွေးလိုက်နဲ့ညစ်တွေအများကြီးပြက်ကွက်သွားခဲ့ရပါတယ်။ဒီ attitude of gratitude ကျေးဇူးတင်တဲ့စိတ်ကလေးကိုတကယ်နှစ်နှစ်ကာကာလှုပ်ကြည့်ပြီး လေးချင်းတစ်ခုလိုငွေးမြူလာတဲ့အခါကြမှာသူ့ရဲ့တက်ရောက်မှုအင်ပတ်ဟာဘလောက်အထိစိတ်ကိုငြိမ်းချမ်းစေသလဲရောင်ရဲစေသလဲပျော်ရွှင်စေသလဲဆိုတာကိုလက်တွေ့ခံစားသိကြရပါတယ်။2021ခုနှစ်ဟာမြန်မာပြည်မှာနေထိုင်ကြတဲ့လူတွေအနေနဲ့အတော်ကိုစိတ်ပင်ပန်းဆင်းရဲမှုတွေခံစားကြရတဲ့နှစ်ပဲဖြစ်ပါတယ်။မနက်မိုးလင်းလာလို့အသက်ရှည်ကျန်းမာနေသေးတယ်ဆိုရင်ပဲဘဝကိုကျေးဇူးတင်လိုက်ရတဲ့အခြေအနေတွေပါပဲ။စီးပွားရေးကျန်းမာရေး လူမှုရေးနိုင်ငံရေးတွေအကုန်လုံးကမောက်ကမဖြစ်နေတဲ့အချိန်မှာစားဖို့တောက်ဖို့မပူရပဲကိုချစ်ရတဲ့မိသားစုတွေနဲ့အတူရှိနေတယ်ဆိုရင်ဒါဟာမဟာကန့်ထူးရှင်ကြီးပဲလို့ပြောရမယ့်အခြေမျိုးဖြစ်ပါတယ်။အဲဒီနှစ်အတွင်းမှာပဲကျမကလည်း gratitude practice ကိုစပြီးတော့လုပ်တော့တာပါပဲ။ကျမကတော့တနေ့ကိုကျေးဇူးတင်စရာအချက်၁၀ချက်ချရေးပါတယ်။ညမအိတ်ခင်အချင်းနေ့စဉ်မှတ်တမ်းစာအုပ် diary ထဲမှာချရေးတာပါပဲ။ပထမရေးခါစာတော့ ဘာတွေကိုဘလို့ကျေးဇူးတင်ရမှန်းမသိပဲဥကြောင်ကြောင်ဖြစ်နေပေမဲ့နောက်ပိုင်းကျတော့ကျေးဇူးတင်စရာအဖြစ်အပျက်အကြောင်းအရာတွေများလာတဲ့အတွက်ကြောင့်တနေ့ကအချက်15ချက်အချက်20လောက်အထိ တွေ့ဖြစ်လာတာကိုတွေ့ရပါတယ်တကယ်လဲနေလို့ထိုင်လို့ကောင်းပါတယ်အရင်ကဆိုစိတ်ညစ်စရာတွေရှိရင်လဲအများကြီးထိုင်စိတ်ညစ်နေတတ်တယ်ပြဿနာတွေဒုက္ခတွေနဲ့ကြုံလာရတဲ့အခါပဲဖြစ်ဖြစ်စိတ်အခက်မတင်စရာတွေကြုံဆုံရတဲ့အခါမှာပဲဖြစ်ဖြစ်စိတ်ညစ်တယ်စိတ်ညစ်တယ်နဲ့ခံစားနေရတာပါပဲ။ စိတ်ထွက်ပေါက်တွေပိတ်နေခဲ့ရပါတယ်။ယေစုတင်စရာအချက်တွေအကြောင်းအရာတွေကိုသေးသေးလေးပဲဖြစ်ပါစေ။ရှာဖွေတွေ့ရှိလာတဲ့အခါမှာဘဝကငါထင်ထားသလောက်တော့မဆိုးသေးပါဘူးဆိုတဲ့စိတ်မျိုးဖြစ်လာတယ်။ငါကြုံရတဲ့ဒုက္ခတွေကတခြားသူတွေကြုံရတဲ့ဒုက္ခနဲ့ဆိုင် အများကြီးသေးငယ်သေးတယ်ဆိုပြီးစာနာစိတ်တွေနားလည်စိတ်တွေကိုဘဝကိုကျေးဇူးတင်စိတ်တွေဖြစ်လာပါတယ်။အဲ့ဒီအခါမှာရှင်းတန်နေထိုင်ရခြင်းနဲ့ဒီဘဝဒီအခြေအနေမှာလူလာဖြစ်ရခြင်းအတွက်ဝမ်းသာထက်လာပါတယ်။ attitude of gratitude ကျေးဇူးတင်တဲ့စိတ်ကျေးဇူးတရားကိုအတိအမှတ်ပြုတဲ့စိတ်ကလေးပေါ်ပေါက်လာအောင်ပြုစုပြုထောင်ပေးလို့ရပါတယ်။နေ့စဉ်ကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာဖြစ်ပေါ်လာတဲ့ positive event လေးတွေကိုရှာဖွေတွေးတော့ပါ။မှတ်တမ်းရေးပါ။တလားလောက်ကြားတဲ့အခါမှာအုံနောက်ကအလိုလိုနေကျေးဇူးတင်စရာအကြောင်းအရာတွေကိုလိုက်ရှာလာပါလိမ့်မယ်။အဲဒီလိုရှာလေးပိုပြီးတွေ့လာလေပါပဲ။ကျမတို့ပိုပြီးကျေးဇူးတင်လာထပ်ပါလိမ့်မယ်။ရာသီဥတုတာယာနေတဲ့အတွက်ကြောင့် ညနေဘက်လမ်းလျှောက်ထွက်လို့ကောင်းလိုက်တာကိုလုံးဝမသိတဲ့လူတစ်ယောက်ကကို့ကိုသွားရင်းလာရင်ကူညီပေးလိုက်တာသားကအမေကိုပကံတွေကူစီးပေးပြရစေလို့ပြောလာတာအဲ့လိုအเจ้าရလေးတွေကအစတွေ့မြင်လာပြီးကျေးဇူးတင်တတ်လာပါလိမ့်မယ်ဒါဟာကျေးဇူးတရားသိစိတ်ကိုပြုစုပြိုးထောင်ထားတဲ့ပုံစံပါပဲဒီလို attitude of gratitude ကျေးဇူးတရားသိနာလေတဲ့စိတ်ဟာကုသိုလ်စိတ်လည်းဖြစ်ပါတယ်အကောင်းမြင်တဲ့စိတ်လည်းဖြစ်ပါတယ်